င်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါတယ်ရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါတယ်ရှင်ဘီအန်ရဲ့ပေါင်းမှကင်ဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါတယ်ဒီနေ့တော့ကျမဆရာမတန်းမြင့်အောင်ရဲ့ဝတ္ထုလေးတစ်ပုဒ်ဖတ်ပြခြင်းပါတယ်ဝတ္ထုလေးရဲ့နာမည်ကကောက်ကြောင်းများတဲ့မြတ်တရက်ခန့်ကျင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်ကောက်ကြောင်းများ အချိန်ဆိုတာကုံဆုံးသွားတဲ့ကာလတွေစောင့်ဆိုင်းရတဲ့ကာလတွေစက္ကန့်60တမိနစ်မိနစ်60တနာရီဆိုတဲ့ကာလတတ်မှတ်ချက်မျိုးနဲ့ပဲသက်ဆိုင်နေတဲ့ဝေါ်ဟာလာတော့မဟုတ်သေးဘူးအချိန်ဆိုတဲ့စကားဟာလူသားတယောက်အတွက်အတော်ကလေးတာသွားတယ်ကုသိုလ်ကံများကတော့ပြောမပြောချင်ပါဘူးလူဆိုတာပြောတတ်ဆိုတတ်ငိုတတ်မှာနော်လေကြီးထူးယူယူသွားနေလို့ရတော့လား ကျုပ်တို့အိမ်ရကိုရင်ပြားနဲ့ဟိုဘက်ခန်းကဥပကြွားတော့ကိုပဲကြည်သူလဲတတိကားမောင်းတာကိုလဲတတိကားမောင်းတာဟောသူကြတော့ခုမှကားပေါ်တက်ခါဆန်းရှိသည်တောက်တောက်ကိုမှပြောင်းလို့ရကျုပ်တို့ကိုရင်ပြားဖြင့်လုံးသက်တာငါးနှစ်ရှိရောမင်းကျုပ်တို့မှာဖလက်ကြုံရုပ်ပေါက်မြဲပဲသူမိမမတ်အိမ်မြဲကလည်းနမင်နဲ့လိုက်အောင်အိမ်မြဲသလားမမင်းနဲ့ဥပကြွားနဲ့အိမ်အောင်ကြပြီးကလေးက ရွှေတကုံဖျားတော်တခါမှမရောက်တော့ဘူးဆိုပဲပြီးခဲ့တဲ့တကြံတော့ကကျုပ်တို့လိုင်းထဲကအလौသမားမိသားစုတွေရွှေဆက်တော်ဖျားဖူးသွားကြဖို့အဖို့ဆက်မိကြတယ်သူ့ယောက်ျားကပြောတယ်တဲ့အိမ်ကဖျားလဲဖျားပဲဟိုးအိုဘေးကြီးကဖျားလဲဖျားပဲဓာတ်ပုံထဲကဖျားလဲဖျားပဲပြက်ကလေးထဲကဖျားလဲဖျားပဲအကြောင်းမရှိအကြောင်းရှာပြီးကားသမားတွေကိုလှုပ်ကြွေးမနေကြနဲ့ဆိုလို့ကျုပ်တို့ကမကောင်းဖြစ်ရပါရောလား မအိမ်မင်းကတော့ဟုတ်ဟုတ်မဟုတ်ဟုတ်ဘသူတွေဘာကြီးပြောနေနေသူ့ယောက်ျားစကားမှနားဝင်တာလင်သားကိုစုံမဲ့ပုံကလည်းပွဲတဲကလူရှင်တော်တွေပြက်တယ်လို့သူတို့လင်မယားချစ်လိုက်ကြပုံများထမင်းပွဲမှာဟင်းကျူတောက်ရင်ဇုံးကွယ်လို့လွားရတယ်ဆိုပြီးငိုကြတာခုနှစ်ရက်ဆိုတဲ့အစားတည်းရပေါ့သူ့အိမ်မှာတော့သူ့ယောက်ျားဖះပညာရှိဆိုတာတက်ဆိုင်အတန်းနေမကြံတော့မှဘွဲတွေတတိချိတ်ထားနိုင်မှာပညာရှိမဟုတ်ဘူး ကိုမိသားစုထဲမှာပြဿနာတစ်ခုခုပေါ်လာပြီဆိုရင်အဲ့ဒီပြဿနာကိုအချိန်တိုတိုနဲ့ပြေလည်အောင်ဖြေရှင်းနိုင်တဲ့နည်းစနစ်နဲ့စိတ်ကူးစိတ်သန်ရှိရင်အဲ့ဒီလိုပါပညာရှိပဲဆိုတဲ့ဥပါကျွားရဲ့ဩဝါဒကိုသူတို့သိတဲ့ဘောကြတာကြမယ်ဆိုလဲကြလောက်တယ်သူ့အိမ်မှာပေါ်လာတဲ့ပြဿနာပေါင်းများစွာကိုကျွမ်းကျွမ်းကျင်ကျင်ကင်တွယ်ဖြေရှင်းပေးလေရှိတာသူတို့ကိုယ်တွေပဲဒါကြောင့်မအိမ်ကြီးကသားသမီးတွေကိုအခွင့်တင်နိုင်နင့်အဖေကတကယ့်ပညာရှိ နင့်အဖေပြောစကားသာတတဝေးမတိန်နားထောင်ငါတို့ဘယ်တော့မှမစင်းရဲဘူးတဲ့ပြီးတော့နင့်အဖေလောင်မိသားစုပေါ်တာရောစင်ရှိတာနင့်အဖေလောင်အဖေပြီးတာဘယ်မှမရှာလို့မရနိုင်ဘူးဒီဘဝမှာသူနဲ့ရင်ဆက်ဆောင်တာငါတို့ကံကောင်းလို့မှတ်တဲ့ဟုတ်ပါအဲ့ဒါတော့ကြုတ်လဲထောက်ခံနေကြည့်ပါလားတနည်းကသူတထေးကသူတို့ကိုအလုတ်ပင်မှန်းလို့ဆိုပြီးငါတက်တာတပူးစီနဲ့ကြွေးရိုင်းတပူးစီပေးလိုက်တယ် ကိုရင်ပြားကပြန်ပြန်လာချင်းဘူးတွေကိုကြုတ်လက်သေးထည့်ပြီးမဖောက်နဲ့အောင်တော့တင်းထားအိမ်ကိုဧည့်သည်ဆောင်တယ်လာမဖောက်ရအောင်တဲ့အဲ့ဒါကိုဥပကြွားကြားသွားတော့ဗာပြောတယ်မှတ်တယ်ဟိတ်ကောင်ကပြားမင်းရတော့တတ်တလုံးနာမည်နဲ့လူနဲ့လိုက်နေတော့မဲကောင်မဲတခါတလေကန်ကောင်းထောက်မလို့စီဦးထောပတ်ကလေးပါလေးကြတာကိုသားသမီးသားမယားတွေကိုလူဖြစ်ရကြိုးနှက်အောင်ကြွေးမယ်စိတ်မကူးဘူး အဲ့နဲ့ဆိုတာကိုယ့်အိမ်မှာအချောင်လာကတ်စားနေတဲ့လူကမျက်နှာလေရဲ့လားတဲ့အဲ့ဒါကြောင့်သူမိမသူ့ကိုပညာရှိလို့ပြောတာနေမှာမနေ့ကလည်းဥပကြွားမရှိတော့အိမ်မှာသူ့သမီးအငယ်မနဲ့မအိမ်ငယ်ဝုန်းတိုင်းကျဲနေပါရော့လားအဲ့ဒီအငယ်မသူတို့အသေးလေဘာကဲတယ်လဲမမင်းနဲ့ခုတော့မအီလဲမနိုင်တော့ဘူးအော်ခစ်ပြောဆိုစုညံနေလိုက်ကြတာထိမ့်လို့တိမ့်လို့ကိုမရတော့ဘူးဖြစ်ပုံကဒီလို့ သူတို့အခန်းကကြောင်ရင်ပေါ်မှာမိဘဘိုးဘွားလက်ထက်ကလေးကကြံခဲ့တဲ့ဖန်ပလင်းကြီးသုံးလုံးရှိတယ်။အဲ့ဒီပလင်းတွေကခုချိန်မှာတွေ့ရခဲ့တဲ့အဝိုင်းလည်းမဟုတ်လေးတောင်လည်းမဟုတ်တချို့အောင်လင်းမီးတွေမှာရှိတတ်တဲ့ဖန်ပြောင်းလိုအမြောင်အမြောင်ဒေါင်ကျိုးလေးတွေနဲ့အတော့ကိုလှတယ်။အဖုံးပေါ်မှာတဲ့လက်ကင်ပူသည့်အလုံးလေးနဲ့အဲ့ဒီပလင်းအဖုံးလေးကိုသူသမီးကလိုချင်တယ်။မအိမ်ကြီးကလည်းအဖုံးအပိုမရှိလို့မပေးနိုင်ဘူး။ ကလေးကအဘွားဘူသီးကလေးကိုကင်ပြီးမှောက်ထားတဲ့အဖုံးဝါကိုခဲတံနဲ့လိုက်ချစ်ပြီးကဘာလုံးပုံဆွဲလို့ကောင်းတယ်ဆိုပြီးအတင်းအရမလူယူကိုစူးစားတယ်။အမှန်တော့ဖန်သီးကလေးကိုမျက်စိကျပြီးကလေးပီပီကစားကျင်နေတာ။စူမန်ကောင်းမှန်းသိလို့မဟုတ်ဘူး။မအီရလက်ဒီအဖုံးကိုဖြုတ်ပြီးပေးလိုက်ရင်ပြန်တောင်းလို့ရမှာမဟုတ်တော့ဘူး။ပြီးတော့အဲ့ဒီပလင်းကလည်းအခြားအဖုံးတွေနဲ့မတော်ဘူး။ तू ကရှီဟောင်းပစ္စည်းလေ။ ဒီလိုမအေးနဲ့သမီးအကြီးအကျယ်ပြဿနာတက်နေတော့ဥပကြွားပြန်ရောက်လာတော့မှပြဿနာကချက်ချင်းပြေလည်သွားတယ်။သမီးရတဲ့ဒီအဖုံးကိုရမှဖြစ်မယ်။မအေးရလဲအဖုံးအဖို့မရှိလို့မပြီးနိုင်ဘူးဆိုတော့နှစ်ယောက်စလုံးရဲ့စန္ဒာပြည့်သွားအောင်ဥပကြွားဟာမိနစ်ပိုင်းကလေးအတွင်းမှာပဲဖြည့်ဆည်းပေးလိုက်တယ်။အဲ့ဒါဟာဥပကြွားရဲ့ကိုယ်စွမ်းကိုစားပဲ။မအေးမြင်းဟာအဖုံးအဖို့တစ်ခုထွက်လာဖို့အတွက် ဲ့ဒီပလင်းရဲ့ကိုယ်တွေကိုရိုက်ခွဲပြစ်လိုက်ရမယ်ဆိုတဲ့သူ့ယောက်ျားရဲ့လျှက်ရပြက်အတွေးခေါ်နဲ့လှုပ်ရှားမှုကိုတအားအထင်ကြီးသွားပြန်တယ်။ကြားဘူးလားတော့မသိဘူး။ကောင်းချင်းပေါင်းကိုစီနဲ့ပြန်ကြော်စားတာစီတမင်းလည်းမဟုတ်ပြန်ပေါင်းလည်းမဟုတ်တဲ့မှုန့်တမျိုးလေ။စနေနဲ့နဲ့ရက်ွက်တန်ရှင်းရေးဆိုပြီးတအိမ်တယောက်ထွက်တော့ဥပကြွားနဲ့ကိုရင်ပြားလဲပါတဲ့ပေါ့။ အဲ့ဒီနေ့ကလှူအားပေးတဲ့လူတွေအတွက်တအိမ်ငါးချက်ကောက်ပြီးကောင်းညင်းပေါင်းနဲ့ဧကန်နေ။အဲ့ဒီမှာလူကြီးလူငယ်တွေအစုလိုက်တာဝင်ခွဲတော့ဥပကျွားကကောင်းညင်းပေါင်းဝေတဲ့နေရာမှာကြာနေ။သူ့ရဲ့အသက်အရွယ်နေထားနဲ့လူမှုရေးအရာ ပင်ပန်းတဲ့နေရာမှာမထားဘဲရင်းမြောင်းနဲ့ဆင်းပြီးအမိုက်ဆဲတာတို့တပြက်စီးလှဲတာတို့ကိုတော့ကိုရင်ပြားတို့အုပ်စုနဲ့ကလေးတွေပဲလှုပ်ကြတယ်။ကျုပ်ကတော့အဲ့ဒီတဲကကြိတ်ပြီးပြုံးမိပါတယ်။ လိုင်းထဲကလူတွေရက်ထဲကလူတွေသူ့အကြောင်းကိုထဲထဲဝင်မသိကြဘူးသူကလည်းပြောတတ်ဆိုတတ်ပေါင်းတတ်သင်တတ်တူချုပ်ကတော့ထရံတစ်ချက်ချားဆိုတော့အစင်းသိပေါ့ထရံတစ်ချက်ချားခြင်းအတူတူကိုရင်ပြားတော်ကျုပ်တော့မသိဘူးသိလေသူကစိတ်ဝင်စားမဲ့သူမဟုတ်ဘူးကျုပ်ကတော့ဆက်စုရမလားလို့စုအောင်ပါအေးဒါနဲ့ဆက်ပြောအောင်မေးလမ်းထဲကလူကြီးလူငယ်တွေချွေးတန်တွှဲွှဲနဲ့ကျဲလို့ကောင်းနေတော့မှာ သူ့သားလေးရအမေစားဖို့ဆိုပြီးခောင်းငင်းပေါင်းနေကြွကြွိနဲ့တလုံးကြီးတည်ပြီးကုတ်ချောင်းချောင်းနဲ့ဝင်သွားတာတွေ့လိုက်တော့ကျုပ်ဖြင့်ကိုကြီးပြားကိုမျှော်မိသည်ကျုပ်ကလည်းတောသူပြီးပြီးခောင်းငင်းပေါင်းဆိုအသေးကြိုက်မလားလာလာကိုရောမြတ်ကနိုင်ပြန်တစ်ချက်တီးလောက်မှဥရဖားရနဲ့မိဖို့တဲ့တန်းဝင်ပြေးပြီးထမင်းထမင်းမမြန်ခူးစမ်းမှာကွာဒီမှာစာလို့တည်တော့မယ်ဆိုပြီးပလုတ်ပလောင်းတွေ့ပါရောလားဒါနဲ့တော့ကျုပ်ကသဘောမပေါက်သေးဘူး ချုပ်ဖို့များကောင်းငင်းပေါင်းလေးနည်းနည်းလောက်များဆွဲခဲ့ပါတော့လားတော့ဆိုတော့မင်းအတွက်ဆွဲခဲ့ဖို့နေနေတာငါတော့မစားလိုက်ရဘူးကောင်းငင်းပေါင်းကအစိုးကြီးပြတ်သွားတယ်တဲ့အဲ့ဒီနေ့ည7:00နာရီလောက်မှာကျုံနောက်ဖေးထွက်တော့ဟိုဘက်ခန့်မိဖို့ကြောင့်လည်းခက်အုပ်အုပ်ထွက်လာတဲ့အတန်တန်နဲ့မမြော်နေမဲ့တော့တူတယ်ကောင်းငင်းပေါင်းကနှစ်ပြည့်ချက်လောက်ရှိတာဒီတိုင်းထိုင်ရင်တိုးကုန်မယ်စီနဲ့ပြန်ကြော်ပြီးဖွင့်ထားနှစ်ရက်လောက်ကလေးမုံဘိုးတက်တာတော့နည်းလား ဆန်းတော်ဆန်းနေလူတွေစိတ်ဓာတ်ကိုတသက်မတ်ထဲပုံသေးကားကြွတ်ထားလို့တော့လည်းမရပြန်ဘူးအသက်ရွယ်လေးရလာတာနဲ့အမျှစိတ်နေစိတ်ထားတွေလည်းပြောင်းလဲတက်မတ်လာတတ်ကြတယ်ဆိုတာကိုတော်လို့ယုံသလားမယုံမရှိနဲ့အဟုတ်ပြောတာကျုပ်ဖြင့်အံ့ဩမိတယ်ဟိုဘက်ခန်းကဥပကြွားလေအရင်လိုမဟုတ်တော့ဘူးတော့ဖះနဲ့တရားနဲ့အတော်လေးတည်ငြိမ်လာပြီးပြောတာဆိုတာကအစနုညံ့သိမ့်မွေလို့တိတ်ကိုလူကြီးဆန်လာတယ် ဒီတော့လဲကျုပ်တို့ကလေးစားရပြန်တဲ့ပေါ့ယူတည်ရပြန်တဲ့ပေါ့မကြခင်ကအလုရှင်တထေးရဲ့အမိကြီးဆုံးသွားတယ်တထေးကသူ့အမိတူဦးရဲနေခဲ့တဲ့ရက်ွက်ထဲကတထက်တိုက်ကလေးကိုသူ့အမိတွေရည်စူးကုသိုလ်ပြုပြီးဝိပဿနာစခန်းလေးတစ်ခုအဖြစ်ထူထောင်လိုက်တယ်တတိယအစီအစဉ်ကိုဥပကျွားတို့ကိုရင်ပြားတို့လိုသူ့အလုပ်သမားတွေနဲ့ရက်ွက်ထဲကတရားသမားတွေကဝိုင်းပြီးတက်တက်ကြွကြွဆောင်ရွက်ပေးကြတာပေါ့ ဥပကြွားတို့လိုလူကြီးတွေကရိတ်သားရဲ့မျက်နှာဖုံးတွေအဖြစ်အတိုင်မြင်ကန်တွေဖြစ်ပြီးလူငယ်ပိုင်းကတော့ဝေယဝိဆောက်အောက်ခြေသိမ်းတွေဖြစ်ပေမဲ့ကုညီတော်လည်းစိတ်ချမ်းသာစရာဝမ်းမြောက်ကြည်နူးစရာတရားရိတ်သားတွေတခုနေချင်းညချင်းဖြစ်သွားတယ်။ဥပကြွားဆိုရင်ရိတ်သားရဲ့ဖျားကန်းမှာတင်မြင်ကိုထိုင်ပြီးကိုရာလေးတမြုံမြုံနေ။ဟိုကအဖကြွားဒီကအဖကြွားနဲ့စက်တေကိုရှိလို့တရားဓမ္မစကားဝိုင်းတွေကလည်းညတိုင်းပဲ။ အဲ့ဒီမှာတက်ကြီးရွယ်ဦးတွေတက်သည်။မှတ်သည်။အတွေ့အကြုံတွေဖလှယ်ကြဆွေးနွေးညှင်းခုံကြပေါ့။တခြားသူတွေအယူဆဓမ္မတဘာဝတွေဘလို့ညင်းညင်းသူကတော့ဘာမှဝယ်မညင်းပဲပြုံ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 နဲ့သဘောရကြီးကြီးထားပြီးသူ့ရင်ထဲမှာပဲအမှားအမှန်ကိုဝေဖန်ပိုင်းခြားကြည့်နေပုံပေါ်တယ်။အဲ့ဒီလိုလိုက်လျောညီတွေရှိနေတဲ့သူ့ကိုအရက်ထဲရလူတွေကဆရာတော်ကြီးတပားလောက်နီးနီးကိုကြီးညိုကြတယ်။ဘာမှဝင်မပြောတာကတန်ဖိုးတက်နေတယ်လို့ပဲ တနေ့နေ့သူဝင်ပြောလာတဲ့အခါကျရင်မှတ်လောက်သားလောက်ရှိတဲ့စကားမျိုးပဲဖြစ်ရမယ်ဆိုတာလဲအလိုလိုသိနေကြတယ်။အဲ့ဒီလိုနဲ့ရိတ်တာရေစဲချတဲ့နေ့မှာပဲဝိပဿနာဆေရဲ့အဋ္ဌံစကံစဖွင့်တယ်။တရားပြတဲ့ဆရာတော်ကတော့ကျုပ်တို့ဝိပဿနာနဲ့နာယကဆရာတော်ကိုယ်လည်းနေ။တခါကြီးဥပကကြွားတို့လူကြီးတွေကရှေ့ရလှုပ်ပြတော့နောက်ကလူငယ်လူရွယ်တွေကလိုက်လို့ရကောင်းမှန်းသိတာပေါ့ ဒီလိုနဲ့ပဲခုတ်ပောင်ဝင်ခြင်းမှာသူတော်ကောင်းတွေတိုးတိုးလာတော့မင်္ဂလာရှိတာပေါ့ဒါကြောင့်အာကျိုးမန်တဲ့ကုသိုလ်ဖက်ကြစုဆိုတဲ့ဆရာတော်ရဲ့မိမှချက်အတိုင်းပဲရိတ်တာမှာအဘကြွားတို့လိုကမကထလုပ်တဲ့လူကြီးတွေကရှိကကျုပ်တို့လိုအရထက်ကမိမတွေလူရွယ်လူလက်တွေကနောက်ကပေါ့တကယ့်ကိုချမ်းမြေ့စရာပါပဲညစဉ်9နာရီရနေပြီး7နာရီထိတရားထိုင်ရတယ်ဝိပဿနာရှုပုံရှုနည်းနဲ့အမှတ်တရားတွေကိုအခြေခံကစပြီး ဆရာတော်ကပထမဆုံးညကလေးကတေးတေးချာချာရှင်းပြတယ်။ပြီးတော့ခဏနာရက်နေစပြီးတော့ထိုင်နေတော့မှတက္ကရိုလ်ဘုန်းကြီးကလိုရာလေးတွေကိုထောက်ပေးမယ်။တဏှာကြီးခွဲဆိုတဲ့အချိန်ကထိုင်ခြင်းရသွားရင်ဘာမှတော့ကြားတယ်မထင်ရတော့ဘူး။စနစ်တကျအားထုတ်တတ်ဖို့ပဲလိုတယ်။ရှစ်နာရီခွဲတာနဲ့ဟောဒီဇပွဲပေါ်ကနိုင်တန်ပတ်ကလေးမြည်လာနေမယ်။အဲ့ဒီအချက်ပြီးဘဲလ်တန်ကြားမှတဖြည်းဖြည်းညင်ညင်တာတာနဲ့တရားဖြစ်သွားမယ်။ ဆရာတော်ဖះနဲ့တတိယကျေးဇူးတွေအပြင်ကြီးပါပြီတော့နှုတ်မဆူကျုပ်တို့မှာတနေ့တနေ့ဒီလိုနဲ့အချိန်လေးကုန်ပြီးလုံးလည်လိုက်နေတော့မှာအခုတော့ညနေခင်းချက်ပြုတ်စားတော့ပြီးတာနဲ့အလုတ်ကလေးတွေလက်စသက်ရေမိုးချိုးပြီးတပတ်ကလေးပခုံးပေါ်တင်လို့ထွက်လာရတဲ့ခြေလမ်းတွေကအရသာရှိလိုက်တာကျုပ်တို့သိရင်ဒါပဲပါမှာဒါနဲ့ပြောရအောင်မင်းဘယ်တော့မှအချိုးမပြေတဲ့အိမ်ကလူအကြောင်း အဖာကျွားကိုအားကြမလားလို့တရားစခန်းဝင်မှုကျုပ်ကတိုက်တွန်းတော့တဏီကုံကားမောင်းလို့ညောင်းရတဲ့ကြားတဲ့ကွာမင်းဖာသာဝင်မလားတဲ့ကြည်စမ်းလူကြားရင်ရှက်ဖို့ကောင်းလိုက်တာသူ့ကိုကြည့်ပြီးကျုပ်ဒေါသတွေဖြစ်မှဖြစ်ပဲဒီတော့ကျုပ်ကအဖာကျွားကိုသူ့ထဲပို့ပြီးအထင်ကြီးတာစမ်းသလားဒါပေမဲ့ရလို့ရညာတိုးတိုးတမျိုးကျဲကျဲတမျိုးချော့လိုက်ငေါက်လိုက်နဲ့အမျိုးမျိုးဆွဲတရားဟောတော့သူကဘာပြောတယ်မှတ်တယ်လေငါကစိတ်မပါပဲဘာအလုပ်မှမလုပ်ဘူးကွာတဲ့ ပြီးတော့ငါးဘာတိနာဆိုကိုချင်းစာတရားပဲငါကံငါးဘာအမြဲလုံနဲ့စိတ်သာချအရက်တော့တဲ့ကောင်မဟုတ်ဘူးတရားအားထုတ်ချင်တဲ့အချိန်ကျရင်လည်းထုတ်မှာပဲမင်းမပူနဲ့အခုလောလောဆယ်တော့ငါနိုင်တယ်လို့ပဲလှုပ်အမင်းငါ့ကိုအတင်းကျပ်မတိုက်တွန်းနဲ့ဆိုတော့ကျုပ်လက်လျှော့လိုက်ရတော့တာပေါ့အတော်ကွာကြတယ်လူသူ့အတွက်ကျုပ်ဘလောက်ဂုဏ်ယူချင်နေတယ်ဆိုတာသူသဘောမပေါက်ဘူးရက်ွက်ရိတ်တန်လေးပင်မဲ့တရားအားထုတ်တဲ့သူကအတော်များသား ။အရက်ထဲကတက်ကြီးရွယ်ကိုအားလုံးနှီးပါနဲ့။ချုပ်တို့လိုတပက်ကလေးပခုံးပေါ်တင်ပြီးတဖြုတ်ဖြုတ်ရောက်လာကြတဲ့အိမ်ရှင်မတွေပေါင်းလိုက်တော့ရိတ်သားတွေပြေရှမ်းလာတယ်။ဒါရောင်ကလေးသားငယ်ရှိတဲ့သူတွေမလာနိုင်ကြလို့ဒီလိုနဲ့ဆယ်ရက်စကန်ဆရောဆိုပါတော့ထုံးစံအတိုင်းအရက်မျက်နှာပေါ်အဖကြွားကရှေ့ဆုံးကပေါ့ကျုပ်တို့မှာကို့အရက်ကို့အလှကို့ရိတ်တာလေးနဲ့ဆိုတော့ပီတိတွေပွားပြီ ဆယ်ရက်တာကာလကိုဘလို့ကြောဖြတ်သွားမှန်းတော့မသိလိုက်ပါဘူးတော့အဲနောက်ဆုံးဆယ်ရက်ပြည့်တဲ့နေ့ကျမှတရားဖြုတ်တော့အတွေ့အကြုံတွေဖလှယ်ဖို့အတွက်ဆရာတော်ကတရားစစ်တယ်။ကဲဆယ်ရက်စခန်းလေးပြည့်ပြီ။ဒကာဒကာမတွေလည်းအတန်အသင့်အကျိုးရှိသွားကြရောပေါ့။ဒါနာအကျိုးဟာလည်းအကျိုးများပါတယ်။ဒါပေမဲ့တီလာနဲ့ဘာဝနာကတော့တန်တရားအတွက်ပို့တာသွားတယ်။ဒီတော့ခမည်းတော်ကိုဖုန်ကြီးတရားနဲ့နဲ့စစ်ကြည့်ရအောင်။ ဒီထဲမှာတက်ကြီးရွယ်ဦးလည်းဖြစ် အရက်မျက်နှာဖုံးလည်းဖြစ်တရားဓမ္မအပေါ်တဲ့အလေးနဲ့စိတ်ဝင်စားတဲ့ဒကာကြီးဥပကျွားကိုပဲဘုန်းကြီးစစ်ပြရစီဆိုတော့ကျုပ်တို့အားလုံးရဲ့မျက်လုံးတွေဟာရှေ့ဆုံးကပြန့်ပြန့်ကြီးထိုင်းနေတဲ့အဘကျွားရဲ့ကြောပြင်ပြည့်ပြည့်ကြီးကိုငေးကြည့်မိရတာဖြစ်သွားတယ်။ဒကာကြီးကတော့လူကြီးလဲပီတာပါပြီရဲ့။ဒကာကြီးရဲ့ဝရိယကလည်းချီကျူးထိုက်ပါပြီတဲ့။ဒီတော့တက်ကြီးစကားတက်ငယ်ချာဆိုသလိုပဲ နောက်ကလူငယ်လေးတွေလည်းကြားရအောင်ဖုန်ကြီးမေးတာကိုကြဲကြဲကလေးဖြေပေးလိုက်ပါတင်မဖျားအဖာကျွားဟာဆရာတော်ဖျားစကားကိုဥဒိတ်ထားပြီးတင်မဖျားစအော်တော့တာပါပဲအခုဝိပဿနာတရားအားထုတ်တဲ့အခါမှာပွားများလိုက်ရတဲ့အချိန်ကလေးအတွင်းအစအလယ်အဆုံးဘယ်နေရာအကောင်းဆုံးလဲအဖာကျွားစီရထွက်လာမယ့်အဖြစ်ကိုကျုပ်တို့အားလုံးစူးစိုက်နားဆွင့်နေလိုက်ကြတယ် အတွေ့အကြုံချင်းတူဤမတူဤပေါ့နော်ကျုပ်တို့ကနှုတ်သေးတဲ့ဟာကိုအဲ့ဒီအချိန်မှာအပါကြွားကစောစောကလေးတန်အတိုင်းမဆိုင်မတော့ခတ်သွက်သွက်ဖြေချလိုက်တယ်နောက်ဆုံးကကလင်ကလင်ဟာအကောင်ဆုံးပါဖေရတဲ့ဆရာတော်ဟာရုတ်တရက်ငြိမ်သက်သွားပြီးမှအတန်ကြာတော့ရီလဲမရီပြုံလဲမပြုံတည်ငြိမ်တဲ့မျက်နှာထားနဲ့ ဥပကြောင့်ရဲ့တကူလုံးကိုအချင်းအတော့ကြကြခြုံငုံကြည့်နေပြီးတော့မှခေါင်းတဆက်ဆက်ညိတ်နေလေရဲ့အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝိထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel လေးကို Like ခံ Subscribe လေးလုပ်ပေးပါဦးနော်နှစ်သက်မြင့်တဲ့ငယ်ချင်းမိတ်ဆွေတို့မျှဝေပြီးကိုမြတ်တိုင်ရက်ခံပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်